ဒီမလေးရှားနိုင်ငံသားဖြစ်ခွင့်ကလေအနည်းဆက်ဆုံးပြောရမယ်ဆိုလို့ရှိရင်အကြောင်းနှမျိုးရှိတယ်။တစ်ခုကကြတော့ဒီမလေးရှားနိုင်ငံသားနဲ့တရားဝင်လက်ထပ်ထားပြီးရင်ဒီမလေးရှား immigration မှာ merit visa တော့ပေါ့နော်တရားဝင်နေထိုင်တဲ့သူတွေအဲ့ဒါတွေဆိုလို့ရှိရင်တော့နိုင်ငံသားလျှောက်ခွင့်ရှိတယ်။ဒါပေမဲ့လည်းအချိန်နဲ့အကန့်အသတ်တွေအားလုံးရှိပါတယ်နော်။ ဒုတိယတစ်ချက်ကကြတော့မလေးရှားနိုင်ငံမှာ professional skill တွေပေါ့နော်အာ EP နဲ့နေတဲ့သူတွေပေါ့နော်အဲ့ဒါမျိုးတွေဆိုလို့ရှိရင်ရှောက်မယ်ဆိုရင်အခွင့်အရေးရတယ်ဒါပေမဲ့နိုင်ငံသားမဖြစ်ခင်လိုအပ်မဲ့အချက်တွေကတော့အများကြီးရှိပါတယ်နော်နေထိုင်ရမယ့်ကာလတွေလိုအပ်မဲ့အကြောင်းအရာတွေအများကြီးပဲရှိပါတယ်အဲ့တော့ဒီနှစ်မျိုးထဲမှာဆိုလို့ရှိရင်ပထမဦးဆုံးမလေးရှားနိုင်ငံသားနဲ့လက်ထပ်လို့ရှိရင်ရတဲ့နိုင်ငံသားရဲ့အခွင့်အရေးကပိုပြီးတော့များပါတယ်ရတဲ့လူတွေလည်းရနေပါရှိပါတယ်နော် ဒါပေမဲ့တရားဝင်လက်ထပ်ရမယ်သူရဲ့ process တစ်ခုလုံးကိုအစာဆုံးတေချာလုပ်မှရမယ်အဲ့တော့မလေးရှားနိုင်ငံသူနိုင်ငံသားနဲ့လက်ထပ်လို့ရှိရင်ရတယ်ဆိုတာကချက်ချင်းနဲ့ငင်းနိုင်ငံသားဖြစ်သွားတာမဟုတ်ဘူးเนาะအချိန်နေအများကြီးပေးရပါတယ်အာပြီးလို့ရှိရင်လည်းနီးမှန်လမ်းမှန်နဲ့ immigration မှာလာဝကမှာဒီ spot visa ကိစ္စဩဝါတွေအများလောက်ရတယ် interview တွေဖြေရတယ်ပြီးတော့မလေးစကားလိုက်နေနေပါတက်ရမယ်ပေါ့เนาะအားလုံးအစ်စ်နေအားလုံးပြီးမှသာလျှင် အာနိုင်ငံသားဖြစ်ခွင့်ရတာပါလောလောကူကူကြီးနဲ့ဒီနိုင်ငံသားနဲ့လက်ထပ်တိုင်းနဲ့မရပါဘူးအဲ့တော့ဒီနိုင်ငံသားနဲ့လက်ထပ်တဲ့အချိန်မှာဆိုလို့ရှိရင်လေလေအာစပော့ဗီဇာကာလာမှာပေါ့နော်အာတာသမီမရှိဘူးဥပမာကိုယ်ယူထားတဲ့အမျိုးသားဒီနိုင်ငံသားအမျိုးသမီးကဆုံးမသွားလို့ရှိရင်လေအဲ့ဗီဇာအရက်ခံပါတယ်တာသမီရှိလို့ရှိရင်တော့ဆက်ပြီးရဥပမာပြောပြရမယ်ဆိုရင်လေကျမနဲ့ဒီရဲ့ဒီကမိတ်ဆွေညီမလေးတယောက်ဆိုလို့ရှိရင်အာသူကမြန်မာနိုင်ငံသူအစ္စလမ်ဘာသာဝင် သူဆိုလို့ရှိရင်ဒီမလေးရှားနိုင်ငံကဘာသာတူပဲအစ္စလာမ်ဘာသာဝင်မဲ့သူတရားဝင်လက်ခတ်ထားတယ်။ ဲ့တော့ immigration မှာလည်းဒီ spark visa ကိုခေါ်တဲ့ဒီ process တွေတခုလုံးကသူကအကုန်လုံးကစည်ရင်းဝင်ထားပြီးသားအကုန်လုံးက ACC ပဲသူတွားနေတာပေါ့နော်အဲ့လိုနဲ့စနစ်လဲပြည်လဲပြည်ရောသူ့အမျိုးသားကမထင်မှန်ပဲနဲ့ဆုံးသွားတယ်။ဆုံးသွားတဲ့အချိန်မှာသူ့မှာတာသမီမရှိတော့ဘူး။အဲ့တော့သူက spouse visa ကကျမတို့ဒီ passport စာအုပ်မှာတသန်းရှိတဲ့လောက်သူကပေးတာပေါ့နော်။သူ့ရဲ့ visa တသန်းလေးရတယ်ပုံသွားတဲ့ခါကျမှသူက immigration မှာသွားပြီးရော visa သွားတိုးတာပေါ့နော် spouse visa သွားတိုးတယ်။သွားတိုးတဲ့ခါကျတော့ immigration ကနေအမျိုးသားဆ ဆုံးသွားတယ်အတွက်ကြောင့်မဆက်မပေးတော့ဘူးလို့ပြောတယ်အဲ့တော့ဘာလို့ဆက်မပေးရလဲဆိုတဲ့ခါကျတော့သူ့မှာတာသမီမရှိလို့တာသမီရှိလို့ရှိရင်တော့ဆက်ပေးတယ်အဲ့တော့နင်ကိုတာဝန်ယူထားတဲ့စပွန်ဆာပေးထားတဲ့ခင်မောကမရှိရတဲ့ကြောင့်မို့လို့ဒီ process တစ်ခုကဘာမှဆက်ပြီးလုပ်လို့မရတော့ဘူးအဲ့တော့နင်နောက်တစ်ယောက်ကိုပဲနင်ယူရင်ယူမယူလို့ရှိရင်ဒီကနေပြီးတော့ပဲပြန်ထွက်သွားပါတော့เนาะအဲ့လိုမျိုးရှိပါတယ်အဲ့တော့ဒီ ီနိုင်ငံသားနဲ့လက်ထက်တိုင်းလဲချက်ချင်းလက်ငင်းပြရရတာမဟုတ်ဘူးဆိုတဲ့အကြောင်းကိုကျွန်မကပြောပြတာပါအဲ့တော့သူ့ရဲ့လောရမဲ့ process တွေကတော့စိတ်လဲရှည်ရပါတယ်တဲ့음ပြီးတော့အစ်စ်နေလဲကြော်လို့မရဘူးအာအဲ့ဒါတွေအကုန်လုံးကမှန်မှန်ကန်ကန်ဖြစ်သွားလို့ရှိရင်တော့ပြရရမယ်ပြရဟိုဆိုအ ਨੇ ဆုံးပေါ့နော်နှစ်နှစ်လောက်ကန်ထားပြီးလို့ရှိရင်တော့ဒီနိုင်ငံသားဖြစ်ခွင့်ကိုရှောက်လို့ရပါပြီပြရရပြီနှစ်နှစ်ဆောင်ပြီးလို့ရှိရင်နိုင်ငံသားရှောက်ခွင့်ရတယ်ဆိုတာကဒီနိုင်ငံသားနဲ့လက်ထပ်ထားတဲ့သူတွေကိုပြောတာ နောက်ဒုတိယကျွန်မပြောရတဲ့ EP သမားနေပေါ့နော်အဲ့လိုမျိုး PR ရှောက်တဲ့ခါကျတော့အဲ့လိုမျိုးဟုတ်ဘူးအာ तू က PR ဟိုကြလာပြီဆိုလို့ရှိရင်အနည်းဆုံး12နှစ်လောက်ပေါ့နော်10နှစ်နဲ့12နှစ်လောက်စောင့်ရပါတယ်စောင့်ပြီးမှသာလျှင်နိုင်ငံသားရှောက်ခွင့်ကိုပေးတာပါအဲ့တော့ဒီနိုင်ငံသားနဲ့လက်ထက်တာနဲ့ EP နဲ့ပေါ့နော်ဒီသွားတာ EP တိုင်းလည်းမရဘူးနော်တချို့ EP တွေမရဘူးအဲ့တော့တချို့လည်း try ကြတာပေါ့နော်ရလို့ရညာအာရတဲ့လူတွေကလည်းရှိတယ်လို့မရတဲ့လူတွေကတပုံကြီးပါပဲနော်ပြောရလို့ရှိရင်နော် ဒီနိုင်ငံသားနဲ့အာလက်ထက်တဲ့သူနဲ့ EP နဲ့ဆိုလို့ရှိရင်ဒီနိုင်ငံသားနဲ့လက်ထက်တဲ့သူကပို့ပြီးတော့ PR ရတာလည်းမြန်တယ်နိုင်ငံသားဖြစ်တာလည်းအာပို့ပြီးတော့မြန်ပါတယ်